အတော်မတော်တလန်အစားမတော်တလို့ဆိုသလိုဒီဖြစ်ရကတော့ဒူးရင်ဒီနဲ့ဂပ်ပါတဲ့အချိုကြီးကိုတွဲစားခဲမိတာကြောင့်အသက်သိဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့22ရက်နေ့ကထိုင်းနိုင်ငံဘူရီရန်မြို့မှာနေထိုင်တဲ့အသက်58နှစ်အရွယ် PRS ဆိုတဲ့အမျိုးသမီးတဦးဟာဒူးရင်ဒီနယ်ကပ်ပါတဲ့အချိုရည်ကိုတွဲစားခဲ့မိတာကြောင့်ရင်ပြေးရင်ကယ်ဖြစ်ပြီးနောက်ဆုံးမှာတော့အသက်သိဆုံးတဲ့ထီအောင်ကိုဖြစ်ခဲ့ရပါတယ်။အိုင်းနောက်ပိုင်းမှာတော့ထိုင်းသတင်းတောက်တွေမှာဆုံးသွားတဲ့အမျိုးသမီးနေထိုင်တဲ့ရွာကိုလိုက်သွားပြီးသတင်းယူမှုပြုလုပ်ခဲ့ပါတယ်။ နောက်ပြီးဒူယင်တီနယ်ကပ်ပတဲ့အချိုရီကိုသွဲစားမိလို့ဆုံးသွားခဲ့တယ်။ PRS ဆိုတဲ့အမျိုးသမီးရဲ့မိသားစုဟာဆင်းရဲနွမ်းပါတာကြောင့်ရွာမှာရှိတဲ့ကျောင်းတိုင်းဖုန်ကြီးကပဲအာတူပပွဲကိုတာဝန်ယူပြုလုပ်ပေးခဲ့ပါတယ်။နောက်ပြီးဒူယင်တီနယ်ကပ်ပတဲ့အချိုရီကိုသွဲစားမိလို့ဆုံးသွားခဲ့တယ်။အသက်58နှစ်အရွယ် PRS ဆိုတဲ့အမျိုးသမီးရဲ့ယောက်ျားဖြစ်သူထိုင်းတရင်တောက်တေကိုပြောပြတာက ်မိမဖြစ်သူဟာဟင်းချက်ရောင်သူတူဖြစ်ပြီးပြီးခဲ့တဲ့22ရက်နေ့မနက်ပိုင်းကလည်းအခါတိုင်းလိုပဲဟင်းချက်ပြီးရွာထဲကလူတွေကိုရောင်းခဲ့တယ်ဒီလိုနဲ့နေ့လယ်လောက်ကိုရောက်တော့ဒူးရင်ဒီစားချင်းနဲ့ဆိုပြီးတွားဝဲစားခဲ့တယ်နောက်ပြီးသူစားခဲ့တာလည်းအများကြီးမဟုတ်ပဲဒူးရင်ဒီအမွှားတေးတေးနှမွှားဖြစ်ပြီးအဲနောက်ပိုင်းညနေကိုရောက်တော့ဂပ်ပတဲ့အချိုရည်တပလင်းဝဲတောက်ခဲ့တယ်တောက်ပြီးပြီးချင်းမှလည်းပုံမှန်တိုင်းပဲဘာမှဖြစ်တာမျိုးမရှိပဲ ီလိုနဲ့နေလာရင်အိုင်နောက်ပိုင်းမှာမိမဖြစ်သူပြောတာကရင်ဘတ်ထဲမှာကြံနေပြီးအသက်ရှူမွားတယ်လို့ဖြစ်နေတယ်လို့ပြောတယ်။ အဲအချိန်မှာကျွန်တော်လည်းမိမကိုစီကန်းသွားမလားဆိုပြီးမေးတော့ကျွန်တော်တို့မှဆိုင်ကယ်ဒီကားတွေမရှိတာကြောင့်မိမဖြစ်သူကမသွားချင်းဘူးလို့ပြောတယ်။အဲနောက်ပိုင်းညာကိုနိုင်ီလောက်ကိုရောက်တော့မိမဖြစ်သူဟာသူ့ကိုယ်ထဲမှာနေမပြောတာကြောင့်ကျွန်တော်ကိုကြောကုန်နဲ့ခြိတောင်းမှနှိတ်ခိုင်းတယ်။ဒီလိုနဲ့ပဲနေလာရင်ညာနှစ်နာရီလောက်မှမိမဖြစ်သူရင်ဘတ်ထဲမှာကြက်တာမတတ်တာလို့ကျွန်တော်လည်းအိမ်နီနာချင်းနေကိုစေယုံကားကိုဖုန်းဆက်ပြီးခေါ်ပေးဖို့အကူအညီတောင်းခဲ့တယ်။အဲအချိန်မှာမိမဖြစ်သူသတိလေးသွားတာကြောင့်စေယုံကားကိုမဆောင်တော့ပဲအိမ်နီနာချင်းရဲ့ကားနဲ့ ဲမိမကိုအရေးပေါ်စေယုံပို့ခဲ့တဲ့စေယုံကိုရောက်တော့ဆရာဝန်တွေဟာမိမကိုနှလုံးပြန့်ခုန်လာအောင်လုပ်ခဲ့ပေမဲ့မရတော့ပဲမိမဖြစ်သူဆုံးသွားခဲ့တာဖြစ်တဲ့နောက်ပြီးစေယုံကပြောတာကမိမဖြစ်သူဟာနှလုံးကြွက်တာတွေပြက်ပြီးသွေးကြောတွေထုံသွားလို့အခုလို့ဆုံးသွားတာလို့ပြောတယ်။အရင်ကတည်းကလည်းမိမဖြစ်သူဟာသွေးတိုးရောဂါရှိသူဖြစ်ပြီးဒူးရင်ဒီနဲ့ကပ်ပါတဲ့အချိုရည်ကိုတွဲစားခဲ့မိတာကြောင့်သွေးတိုးမြင့်တက်လာပြီးရှော့ဖြစ်ပြီးဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆုံးသွားခဲ့တဲ့အသက်58နှစ်အရွယ်အမျိုးသမီးရဲ့ယောက်ျားဖြစ်သူမှပြောပြပါဗါး။နောက်ပြီးထိုင်းကျန်းမာရေးဝန်ကြီးဌာနကကြေညာချက်ထုတ်ပြန်တာကစီချိုသွေးသူရှိသူတွေအနေနဲ့ဒူးရင်သီးစားခြင်းကိုရှောင်ဖို့နဲ့စားမဲ့ဆိုရင်လည်းအနေအချင်းသာစားကြဖို့အကြံပြုထားပါဗါး။ဟုတ်ကဲ့ပါကျွန်တော်အခုပြန်လည်ပြောပြပေးသွားတာကတော့ဒူးရင်သီးနဲ့ကပ်ပတဲ့အချိုရည်ကိုသွေးစားခဲ့မိလို့သွေးသူမြင့်တက်လာပြီးရှော့ဖြစ်ခါတည်ဆုံးသွားခဲ့တဲ့ဆိုတဲ့အသက်58နှစ်အရွယ်အမျိုးသမီးတဦးရဲ့အဖြစ်ကိုကျွန်တော်ပြန်လည်ပြောပြပေးသွားတာပဲဖြစ်ပါတယ်။